ားလုံးပဲမင်္ဂလာပါရှင်။ရောပရိသချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာချင်းမြေဝင်းဘာသာပြန်ရေးသားထားတဲ့ဒါရဲ့စိတ်တန်းဆိုတဲ့စာအုပ်လေးရဲ့အပိုင်းခုနှစ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရစေ။ချိန်မီတဲ့ဝါကြချိန်မီတဲ့အရေးအသားဆိုတာရှုပ်ထွေးနေတဲ့အရာတွေကို ရှင်းသွားအောင် ဖော်ပြနိုင်တာပဲ။ဒီလိုဝါကြတွေကိုလူတိုင်းနားလည်နိုင်တယ်။ဒါတွေမကဝါကြတစ်ချောင်း တောင်းပြီးဆိုရိုးရှင်းတဲ့အရာတွေကိုလည်းခွန်အားပြင်လာအောင်ဖော်ပြနိုင်တယ်။ဒီလိုစကားလုံးတွေကိုလူတိုင်းခံစားနိုင်တယ်။ဒီလောက Neutrino လို့ခေါ်တဲ့ drum ပုံတွေအကြောင်းရှင်းပြထားတယ်။သိပ္ပံအစီအစဉ်တစ်ခုကို TV မှာကျွန်တော်ကြည့်ဖြစ်တယ်။ Neutro Neutrino ဆိုတာနားလည်ရခက်တယ်။အဲ့ဒီ drum ပုံတွေက drum ပုံတွေကကျွန်တော်တို့ကိုယ်ခန္ဓာကို အမြဲဖောက်ထွက်ပြီးသွားလာနေတာ။ တွမ်းပုံဘီလီယံပေါင်းများစွာကျွန်တော်တို့ပဝင်ခြင်းမှာ အရာရာကိုဖြတ်တန်းခုန်ကူးနေတာအောက်ထွင်းလို့မရနိုင်ဘူးလို့ထင်ထားသမျှသတ္ထုတွေအလုံးကိုအဲ့ဒီ drug မုံကအလွယ်လေးဖောက်ထွက်နိုင်တယ်။ neutrino တွေကိုတားလို့ရနိုင်တဲ့တပ်ပေါင်းရည်တစ်ခုပဲရှိတယ်။အဲ့ဒီတပ်ပေါင်းရည်တွေအများကြီးပါတဲ့ကန်ဒကန်ကိုဂျပန်သိပ္ပံပညာရှင်တွေကတည်ဆောက်လိုက်တယ်။တောင်တလုံးကိုဖောက်ပြီးအဲ့ဒီလန်ကို အဲ့ဒီလင်ကောင်းထဲမှာမှရေကန်ကိုစောက်တာဒါမှနေရောင်မဝင်ဘူးအတန်လုံးပဲအလင်းလုံးပဲ new new trino တွေမှာ mass lock ခေါ်တဲ့ဒုတိယမရှိဘူးဒီလို dead dread truth တစ်ခုလုံးကိုဟင်းလင်းပြင်တစ်ဖွဲသဘောထားပြီးဖောက်တွင်းသွားလာနိုင်တယ်တောင်ထိုက်ကနေဖောက်ပြီးရေကန်ထဲကိုရောက်တယ်တောင်ဘေးကနေဖောက်ပြီးရေကန်ထဲကိုရောက်တယ်တောင်အောက်ကနေဖောက်ပြီးတောင်အောက်ကနေဖောက်ပြီးလဲရေကန်ထဲကိုရောက်တယ်ဒါပေမဲ့ ုံးဝချင်းမထားတာတခုဖြစ်လာတယ်။ရေကန်အောက်ခြေကရောက်လာတဲ့ new new trino တွေဟာခံရက်အပေါ်ကနေလာတဲ့ new trino တွေထက်နှေးနေတာကိုတွေ့ရတယ်။ဘာလို့လဲဆိုတော့ရေကန်အပေါ်ဘက်ခြမ်းကနေရောက်လာတဲ့ new trino တွေဟာတောင်ကိုပဲဖောက်ပြီးလာရတာ။ရေကန်အောက်ဘက်ခြမ်းကနေလာရတဲ့ new trino တွေကကျွန်တော်တို့ရဲ့ကဘာလုံးကြီးတစ်ခုလုံးကိုဖောက်ထွက်ပြီးရောက်လာတာ။ကဘာရဲ့ဓာတ်ထုတ်တစ်ခုလုံးကို ဖြတ်လာရတဲ့အတွက်နှေးသွားတာ။ ဒီအချက်ကသိပ္ပံပညာရှင်တွေကိုအံ့ဩမြင့်တက်သွားစေတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအတိုင်းသာဆိုရင်နျူထရီနိုတွေမှဒုထည်မရှိဘူးဆိုတဲ့သီအိုတွေကမှားသွားပြီ။ဘလောက်ပဲသိငယ်သည့်ဖြစ်စဉ်နျူထရီနိုတွေမှလည်းဒုထည်ရှိတာသိကြသွားပြီ။ဒီအချက်ကဘာကြောင့်များအရေးကြီးတာလဲတဲ့။သိပ္ပံပညာရှင်ကိုအင်တာဗျူးနေတဲ့သတင်းသမားကမေးတယ်။ဒါမဲ့လူတွေနားလည်နိုင်အောင်ရှင်းပြနိုင်မလားတဲ့။ဒီလိုပြ ကျွန်တော်တို့အခုရှိနေတဲ့မဟာလောကကြီးမှာစัจ java လာခြင်းဟာ new trino တွေနဲ့ပြည့်နေနေတယ်။လူတွေရှိတယ်လို့ကျွန်တော်တို့သတ်မှတ်ထားတဲ့အရာတွေအားလုံးထက်ကော new trino တွေကပုံများတယ်။ကျွန်တော်တို့ကိုရှိနေတယ်လို့တောင်သဘောမထားပဲဒီ dreamon တွေကပေါက်ထွင်းပေါက်ထွက်သွားလာနေတာ။လူတွေရှိတယ်လို့သတ်မှတ်ထားတဲ့အရာအားလုံးကိုပေါင်းလိုက်ရင်တော့ new trino တွေရဲ့စုပေါင်းထုထည်ကိုမပြီးဘူးဗျ။စိတ်ဝင်ပညာရှင်ကပြန်ပြည့်တယ် နားလည်ဖို့မလွယ်တဲ့စိတ်ကူပဲ။သတင်းသမားကထပ်မိတယ်။ဒီတော့ဘာဖြစ်တလဲနဲ့ကျွန်တော်တို့နဲ့ဘယ်လိုသက်ဆိုင်ကလေးတဲ့။သိပ္ပံပညာရှင်ပြောလိုက်တဲ့စကားတစ်ခုကအင်မတန်ထရောက်တယ်။ချင်းလင်းတဲ့စကား၊ရှုပ်ထွေးနေတဲ့မိပညာစကားလုံးတွေကိုရှင်းခနဲ့ဖြစ်သွားအောင် ပြောလိုက်နေတဲ့စကားလုံးလူတိုင်းနားလည်နိုင်တဲ့ခဏတွေးပြီးစဉ်းစားမိသွားစေတဲ့စကားသိပ္ပံပညာရှင်ကခဏစဉ်းစားတယ်။ဒီမှာ အင်တာဗျူးနဲ့သတင်းသမားကိုတရားစိတ်ကြည့်ပြီးဖြည်းဖြည်းချင်းပြန်ဖြေတယ်။ဘယ်လိုသိဆန်လဲဆိုတော့ neutrino ရဲ့လောကထဲမှာကျွန်တော်တို့ဟာ အကောင်အထည်မဲ့ဝိညာဉ်တွေတက်တက်ပဲလေ။ဖြစ်မိတဲ့စကားဆိုတာဒါမျိုးပဲဖြစ်မယ်လို့ကျွန်တော်ထင်တယ်။အပင်ချရင်းကျိုက်တဲ့ပြဿနာလူလဲ ပကြီးဆရာကြီးပီကာဆိုစားတော့ဆိုင်မှာထိုင်နေတော့သူ့အနာကိုလူတယောက်ယောက်လာတယ်။ဆရာကြီးစိတ်မရှိပါနဲ့။ကျွန်တော်မေးချင်ရှိလို့။อืม။ဆရာကြီးရဲ့ပကြီးကားတစ်ချက်ကိုကျွန်တော်ဝယ်ထားတယ်လေ။အဲ့ဒါအဲ့ဒီပကြီးကားကဆရာကြီးကိုရင်ဆွဲထားတဲ့ပကြီးကားအစစ်ဟုတ်မဟုတ်ချိပေးပါလား။အော်ဘယ်လောက်ပေးလိုက်ရလဲဗျ။ပီကာဆိုကမေးတယ်။ဘာငါးသိန်းလောက်ပေးလိုက်ရလဲခင်ဗျ။ဒါဆိုအစစ်ပါတဲ့။ပီကာဆိုကပြန်ပြေတယ်။ အဲ့ဒီအဖြစ်ကိုကျွန်တော်တော်တော်သဘောကျတယ်။ပြီးကဆိုကတကယ်တော်တဲ့ပကြီးစီရပါ။ဒါပေမဲ့လည်းလူလဲတယောက်တက်တက်ပဲလားဆိုတော့လည်းမဟုတ်ဟုတ်နေပြန်တယ်။သူကတာမန်အတွေ့ခေါ်ရင်းဝေဖန်မှုတွေကိုတက်ကြီးမစိုက်ဘူး။တာမန်တတ်မှတ်ထားတဲ့ပေါင်းတွေထဲမှာမနေဘူး။တမီဟိုးကြပေါင်းခက်ထားတဲ့အမြင်တွေနဲ့ဝေဖန်လာပြီးဆိုရင်ပြီးကဆိုတော့လူကပုံပြီးပုံပြီးတော့တောင်ပြောနေသေးတယ်။အဲ့လိုဝေဖန်ရေးစရာတွေစိတ်တူလေးလေးသူ့အမှုပညာက လမ်းမှန်လည်လေးပဲလို့သတ်မှတ်ထားတာပီကာဆိုကပြောဘူးတယ်လူတိုင်းကြိတ်နေပြီဆိုရင်ဖန်တီးနိုင်စွမ်းရည်အတွက်အန္တရာယ်ရှိတယ်တဲ့လူတိုင်းကတတောင်တတာလက်ခံနေတယ်လူတိုင်းကသဘောကျနေတယ်အဲ့ဒါဆိုရင်အဲ့ဒီဖန်တီးမှုကအသိမဖြစ်နိုင်တော့ဘူးပီကာဆိုပကြီးကားများကွာငါးနှစ်သားကလေးတောင်ဆွဲတတ်သေးတယ်သူပြေဝေဖန်တာတွေပီကာဆိုကမမဟုတ်ဘူးပီကာဆိုကပြောဘူးတယ်သူများကိုမိတဲ့အမှုပညာသမားတွေကလကားပြ တကယ်တော်တဲ့သူတွေကမမေ့ဘူးအကုန်ခိုးချတာတဲ့သူပြောချင်တဲ့အတိတ်ပဲကသူများစိတ်ကူးကိုမယူဘူးအထင်မကြီးဘူးဆိုတဲ့စိတ်ကြီးဝင်နေတည်းရဲ့တကယ်ခံနာတဲ့ဖန်တီးမှုတွေကိုဖန်တီးနိုင်လာမှာမဟုတ်ဘူးဆိုတာပဲအနုပညာသမားအစစ်ကတော့ဘုရားမှာကြုံရသမျှမြင်ရသမျှဖတ်ရသမျှခံစားရသမျှတွေကိုလိုတလိုယူသုံးလိုက်ရမှာပဲသူဖန်တီးမှုရဲ့လောင်စာအဖြစ်အသုံးချရမှာပဲ သူများလို့ပြီးသားကြီးငါလက်ဆောင်လိုက်မယ်ဆိုတာကိုပဲတွေးနေရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးပီကာဆိုကိုပဲကြည်ပါ သူ အတူယူခိုးချခဲ့တဲ့ပကြီးဆရာတွေဆိုတာနဲ့တော့မဟုတ်ဘူးမာနေလက်ထရစ်ဂေါကင်ဘန်ဂိုပြီးတော့စီဇန်မတ်တိတ်ဂျီယာကောမက်ဒီဘရက်ပြီးရောအပြီးတော့အာဖရိကန်ယိုးယာပကြီးအစုံပဲအတားတစ်ခုတောင်ရှိသေးတယ် အကြီးစရာ brush ဆုံးသွားဆုံးသွားတော့ pika ဆိုတာကဘာပြောသလဲအင်းတော်သေးတာပေါ့တဲ့ Andy Warhol ဆိုတဲ့ American နုပညာရှင်ကလည်း pika ဆိုနဲ့ခံယူချက်တူတယ်အနုပညာမမြောက်တော့အနုပညာလက်ရများဆိုတာသူကြောင့်လူတည်များလာတာလူတွေစိတ်ဆိုးလေဒုက္ခသဘောကျလေပဲဝဝါဟောကပြောပူတယ်လူတွေစိတ်ဝင်စားတဲ့ပြင်းဖို့ကောင်းလာချင်ရဲ့ဆိုတဲ့အရာတွေကမှ သူကစိတ်ဝင်စားတဲ့ အနုပညာမဆန်းတဲ့တိမ့်နှုတ်တိမ့်နှုတ်တဲ့အရာတွေကိုချစ်တဲ့အနုပညာသမားစစ်စစ်တွေလက်ဆောင်ကြတဲ့စံတာကျဲဝမှုကိုလည်းဝါဟောကသဘောကြတယ်။နာမည်ကြီးတာကိုလည်းကြိတ်တယ်။အနုပညာဝေဖန်ရေးဆရာတွေကအန်ဒီဝါဟောကိုအဘတရားရင်ဝေဖန်ကြတယ်။အနုပညာမမြောက်ဘူး။ဘာရီဆမ်မန်မသိဘူးဆွဲနေတယ်ပေါ့။အဲလိုပြောလေလေဝါဟောကခြေလင်းနေပဲ။ အန်ဒီဝါဟောရဲ့ပကြီကားတွေကဘာမှအရင်မပါတာတွေကိုရှောက်ဆွဲထားတာဆိုပြီးပြောကြတော့ဝါဟောကဝမ်းသာအားရနဲ့ဝမ်းခံတယ်။ဟုတ်ပါတယ်ဟုတ်တယ်။အရင်မပါတာတွေကိုပဲအဓိကဆွဲထားတာပါ။ယေစုပါ။အနှစ်တာရမရှိဘူးဆိုပြီးဝေဖန်လာရင်ဟုတ်တယ်ဗျ။အနှစ်တာရမရှိတာတွေကိုပဲကျွန်တော်ကကြိုက်တာတဲ့။အလားတူပဲဘောက်ဝေကွန်းမော်တော်ကားပေါ်ခါစားတော့ကကျောင်းရီကိုလေးလာကြည့်ပါ။ ကားကြညာအောင်မှာစာလုံးတစ်လုံးနဲ့ရေးထားတာပန်းပြတီးတဲ့ကားတီးတီးလေးဆိုတော့ကားကြီးကြီးမှကြိတ်တဲ့အမေရိကန်တွေကဘောက်ခ်ဘောက်ဝေကန်ကိုတန်ပြတီးဆိုပြီးနှိမ်ပြီးခေါ်ကြတာအဲ့ဒီကားကတန်ပြတီးလိုပဲအရသာချင်းစုံစုံနဲ့ပေါ့မကောင်းဘူးပေါ့ကြီးရတာအဆင်မပြေဘူးပေါ့နှုတ်တယ်ပေါ့ဒါကောဘောက်ဝေကန်ကတန်ပြန်ပြေရှင်းမနေပဲခုံယူပြီးကြညာထဲမှာထည့်လိုက်တယ်အမေကားနာမီကိုတောင်း beat ပီတာပိုကောင်ဆိုပြီးပြောင်းပြလိုက်သေးတယ်။သမားထားကမ္ပဏီတွေကကားတွေကိုခန့်အောင်ထည့်အောင်ဘတ်စတန်ငင်းရင်ခေါကကြောင်ရင်စသဖြင့်ယောက်ျားဆန်ဆန်ပြေးနေကြချိန်မှာသူကပီတဲပီတဲတဲ့ပီတဲဆိုတဲ့နာမည်ကကြည်သလားအောင်မြင်သွားသလားအထူးထူပြောကြမလို့ပါပီတဲလို့ပြောလိုက်တာနဲ့စဖက်သူတွေမျိုးလုံးထဲမှာမြင်ပြီးသားပဲတကယ်ဖန်တီနိုင်ဆိုင်ကောင်းတဲ့လူတွေက လူတွေရဲ့လက်မခံပြစ်ပယ်မှုကိုဘယ်လိုတုံ့ပြန်အသုံးချရမလဲနားလေတယ်။သူများပြောသမျှစိုးရင်ကြောင်းလိုက်မနေဘူး။သဘောမကျပြစ်ပယ်ခံရတာကိုလည်းကိုယ့်ဖြတ်ထုတ်မြင်ကောင်းရင်အတားချက်တစ်ခုဖြစ်လာနိုင်ပါတယ်။မဟုတ်မင်းရဲ့မင်းရဲ့အနုပညာကြောင်းမှာအနုပညာတစ်ခုတည်းတင်နိုင်မဟုတ်ပါတခြားဝိစာပညာတွေလည်းသင်ရတယ်ကျွန်တော်ယူထားတဲ့အပူပါတာတွေထဲမှာ စိတ်ပညာပါတိုင်ရပါတယ် primary therapy ဆိုတဲ့ခုထုံးအကြောင်းကိုအတန်းထဲမှာဆွေးနွေးရတယ်ဒေါက်တာစိတ်ဝင်စားဖို့ကောင်းပါတယ်မိထဲကယဉ်သေးဘဝကအေဒင်ဥယျာဉ်ထဲကလူသားနဲ့တူတဲ့အရာအလုံးလူသေးလူလေးသေးမရှိပြည်စုံနေတဲ့အစာရေအနှွေးတဲ့အကအရင်အကုန်ရှိတယ်ဘာမှစိတ်ပူစရာမလိုဘူးမိခင်ရဲ့ဝမ်းပိုက်ဟာအလုံးကြုံဆုံးအင်းအားပြည့်တဲ့နေရာအဝတ်အစားတောင်ဝယ်စရာမလိုဘူး အေးစင်စင်နားနေရုံပဲ။ဟောအချိန်ကူးလာလည်းပြီးပြီးရော။အဲ့ဒီနဲ့ပုံနန်းနန်းထဲကနေဆွဲထုတ်ခံရပြီ။ကျန်တန်းတဲ့စင်ခုံမှုများတဲ့အပြင်လောကထဲရောက်လာပြီ။စင်းရုံထဲကအေးဆက်ဆက်လေးစူးရှက်နေတဲ့မိအလင်းရောင်တွေပုပ်ပုပ်ဆွဲထုတ်လိုက်တဲ့လက်ပွားတွေစူညံတန်းနေပြီးတော့တင်မကိုဖက်ခနဲ့အေးခံရသေးတယ်။ပါးစပ်ထဲကိုလေမှုတ်ထက်ခံရတယ်။ဒါရီအားလုံးကကြောက်စရာလန့်စရာပြောင်းလဲမှုတွေ။ ောင်ချုံနေရနေတဲ့နေရာကနေကိုမတိမင်းနေတဲ့အစိမ့်တက်တက်လောက်ကလေးကိုဝုန်းခနဲဝင်လာရတာဒါကြောင့်အကျဲကြီးအောင်ဟိုတာဆန်တော့မဆန်ဘူးအရင်ဥယျာဉ်ထဲကနေမောင်းထက်မောင်းထုတ်ခံလိုက်ရတဲ့လူသားလိုပဲဒါပေမဲ့အချိန်တစ်ခုကြာလာတော့အဲ့ဒီရင်သိငယ်ဟာဘဝမှနေသားကြာလာတယ်နေရာတိဟာပြောင်းစရာကောင်းလာတယ်ဒီဘက်တော့တော့အရင်ကလေးငယ်တွေကိုပဲကြည့်ပါ အများစိတ်လုံချနေတာ အသည့်အသည့်တွေမြင်ဖူးကြင်ဖူးအယုံခံဖူးချင်နေတာတွေ့သည်မြကို ကောက်ယူမယ်စော့မယ်ပါဇက်ထဲထဲမယ်လောကကြီးကိုမကြောက်တော့ဘူးချစ်သားပြီဒါပေမဲ့နေ့အနေငယ်အချိန်မှာကြောင်တက်တဲ့အရင်ကိုရောက်ပါလေရောကြောင်ဆိုတဲ့နေရာသည့်အတွေ့အကြုံသိကိုကြောင်နဲ့တကြဖြစ်ရပြန်နေမိုးရပြန်နေအမေလက်ကိုမလွှတ်ချင်ဘူးနောက်သုံးလေးပတ်လောက်အကြာကျောင်းဝပြောသွားပြန်နေကျောင်းသားကမဆောင်နိုင်ဘူးတငယ်ချင်းနဲ့တွေ့ချင်းပြီး ကျောင်းရဲ့ကစားကွင်းဟာနိုင်ပံပုံအလားဆောက်ကစားရင်းနဲ့အိမ်ကမိဘတွေကိုတောင်းမြေပြီဘဝရဲ့စဝန်းကအဲ့ဒီအတိုင်းပါပဲအစ်စ်အဆန်းနဲ့ကြုံတွေ့လိုက်တဲ့ဆက်ဆက်ချင်းတော့ကြောက်ရမယ်မဝက်မရဲ့ဖြစ်မယ်စိတ်ရောကိုယ်ပါတက်တောင်တတာမရှိဘူးအစ်စ်အဆန်းဟာခဏအကြာမှယူသွားတယ်ယူသွားတဲ့အခါတက်တောင်တတာဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီစဝန်းကိုကျွန်တော်တို့တွေဘယ်တော့မှကြုံမမြင်ဘူးတိတိမထမ်းမိဘူးဖြစ်နေတယ်ဒါကပြဿနာ တတန်တတမရှိတာစိုးရွနေတာဒါတွေအလုံးဟာ အတွေ့အကြုံတဲ့နေရအသေးကြောင့်ဖြစ်လာတာအတွေ့အကြုံသက်တွေရှိမှသာရင်းချင်မှုဆိုတာပေါက်ခွာလာမှာမတွားဘူးတဲ့နေရကိုတွားတာမလုပ်ဘူးတာကိုလုပ်တာဒီမဝတ်မရဲခံစားမှုဟာရှင်းတန်ခြင်းရဲ့အရာတန်ဖြစ်တယ်။အဲဒီခံစားချက်ကိုလူတော်တော်များများကမကြိုက်ဘူးစိတ်အတွက်ကိုယ်အတွက်အမြဲတတောင့်တတရှိနေခြင်းနဲ့ တချို့ကြတော့အတွေ့အကြုံတင်တဲ့ကြုံတဲ့အခါမဝဲမရဲဖြစ်မနေဖို့ကြားလက်မနေဖို့အရက်တော့တယ်၊မွေးရည်စေတုံးတယ်၊စိတ်ကိုထုံထိုင်းသာအောင် ပြုစားလိုက်တယ်။တတောင်းတတာဖြစ်နေအောင် အတင်းထိုင်းလိုက်တယ်။နေရသည့်အချက်နေသည့်နေ့ရက်အသက်တွေကိုရင်မဆိုင်မှုရင်းချက်ခြင်းနဲ့ဝေးရစီကိုရှောင်ပြေးကြတယ်။ဘတ်ဆယ်လာဆိုင်ရင်စရာဘောအာဒန်ပြောပြတဲ့စကားရှိတယ်။မဝဲမရဲဖြစ်နေတာဘာမှမဖြစ်ဘူးဗျ။ တဟာစိတ်ခံစားချက်တသက်ပဲ။ဘာမှအရေးစိတ်နေကြမလို့။အသက်အစမ်းနဲ့တွေ့ကြုံရတဲ့အခါဖြစ်တတ်တာပါပဲ။အဲဒီခံစားချက်ပေါ်လာတာနဲ့ပဲကိုယ့်ရည်ရဲ့ချက်ကိုဖြစ်သိမ်းလိုက်စရာမလိုပါဘူး။နောက်ဆုံးစရာအကြောင်းလည်းမရှိဘူး။မဂလိကတ္တန်ကတည်းကကျွန်တော်အချိန်ဆုံးစကားတစ်ခွန်းပါတယ်ဗျ။ပြက်ပြင်းမလား၊သင်ခန်းစာယူမလားတဲ့။အောင်မြင်မှုဆိုတာကအရယူဖို့သူတိုင်းဒီလိုမဝတ်မရအခြေအနေတွေ စိတ်ခံစားချက်တွေကိုဖြတ်တန်းဖို့ပါတယ်။တညာဗျူဟာဒါရိုက်တာတွေထဲမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ iMac Pro ကပြောဖို့လေ။ဖန်တီးမှုတွေဖန်တီးမှုတစ်ခုကိုတွေ့လိုက်လို့အင်းမစိုးပါဘူး။တောင်းပါတယ်ဆိုပြီးထိမိသွားရင်အဲ့ဒီတစ်ခုခုကအသိမဟုတ်တော့ဘူး။ဆရာကြီးစကားကျွန်တော်ဦးလေးကရေတက်တတ်တော့သူတာဝန်ချတဲ့စစ်သင်ဘောက ဝေလာမင်သားစတင်ပေါ်ကြီးခဲ့အမီဆုံးလက်နဲ့အင်အားအကောင်းဆုံးတင်ပေါ်တစင်ပဲဂျပန်နဲ့ဖြစ်တဲ့စပွဲဖြစ်တော့ဦးလေးတို့ရတက်ကိုအရှိဘက်ကိုဆင်လက်လိုက်တယ်ဝေလာမင်သားစတင်ပေါ်ရဲ့တော်ဝင်တွန်းလန့်စတင်ပေါ်ရဲ့နှစ်စီတွဲပြီးစင်ကာပူဘက်ကိုထွက်လာတယ်စင်ကာပူကလာတိမ့်မဲ့ဂျပန်စစ်တပ်ကိုတွန်းလှန်ပေးဖို့လေချောင်းခက်ခွဲရေးပြင်ဆင်မှုတွေမပြီးသေးတဲ့အတွက်ခဏလောက်ဆောင်မအောင်မတော်ပါနဲ့အောင်လို့ပြည်တွင်ဝန်ကြီးချုပ်ဝင်းစတန်ချာချီက ်ချာချီကိုအကြံပေးသူတွေကရှိတယ်။ဒါပေမဲ့ဝင်းစတန်ချာချီကလက်မခံဘူး။အတိတ်ပဲမရှိတာ။သင်ဖို့အကြီးကြီးတွေကိုလင်းပြန်လေးတွေနဲ့ဘယ်လိုပြစ်မှဘယ်လိုပြစ်မြုပ်မှလည်းမဖြစ်နိုင်ဘူးပေါ့။တင့်ကျင်သူတွေကိုတိုင်ပင်ပြီးပါပြီတဲ့။မဖြစ်နိုင်ဘူးလို့ပဲအားလုံးကပြောကြနေတယ်။ချာချီရဲ့ကျွင်းကျင်သူတွေကပြောတာကိုဂျပန်တွေကတော့မသိဘူးထင်ပါရဲ့ဂျပန်လေတန်းရောက်လာပြီ ကစားကတင်မကြီးနှစ်စင်းလုံးကိုပုံကျဲရင်းမြုပ်ပြလိုက်တယ်။ကြံခဲ့တဲ့ရေတက်တာအနေငယ်နဲ့ကျွန်တော်ဦးလေးနဲ့ကကန်ကောင်ထောင်မှစွာစင်ကာပူကန်ချေကိုရောက်အောင်ပြင်နိုင်ခဲ့တယ်။စင်ကာပူမှာတက်ဆွဲထားတဲ့ပြည်တိုင်စစ်တပ်ဟာအရှိတောင်အာရှမှာအခိုင်အမာဆုံးသောအလုံးချုံဆုံးသောကန်တက်ကြီးပဲ။သို့သောပြည်တိုင်စစ်တပ်ကြီးကခုခံဖို့ပြင်ဆင်ထားတဲ့မျက်နှာစာကပင်လယ်ဘက်ကိုဘာလို့ပင်လယ်ဘက်ကိုဘာလို့လဲဆိုတော့ ကုန်းမင်းကနေစင်ကာပူကိုတက်ခတ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ယူဆတာအဲ့ဒီလုံကတော့အထက်ထက်နေကိုဒါလည်းကျင်းကျူသူတွေကိုတိမ်မင်းမိတာကုန်းဘက်ကမတိုင်နိုင်ဘူးလို့ကျင်းကျင်သူတွေကပြောပြီးသားဒါပေမဲ့ဂျပန်တွေကတကယ်ဝင်လာတော့ကုန်းဘက်ကနေဝင်လာတာစင်ကာပူကိုအလဲလေးအလွယ်လေးတိမ်သွားတာပင်လယ်ဘက်ကိုဥတီချိန်ထားတဲ့ခုခံခုခံရေးလက်နက်ကျူတွေအားလုံးကုန်းဘက်ကိုပြန်လှည့်လို့မရဘူး အချိန်မမီဘူးဒါနဲ့ပဲကျွန်တော်ဦးလေးခင်ဗျာဂျပန်ချွေတက်ဂျပန်ချွေတက်မှာ၃ပန်းအဖြစ်၄နှစ်နေလိုက်ရတယ်ပြည်တယ်ရဲ့အကျွမ်းကျင်သူဆရာကြီးတွေပဲမှားကြတာလားဆိုတော့မဟုတ်ပါပြင်သစ်ကပို့ဆိုတယ်ပြင်သစ်နေဆက်တစ်ချောင်းမှာခန်းတက်တိုင်းအကြီးကြီးဆောင်တယ်ခန်းတက်မဆောင်ပဲခြံထားခဲ့တဲ့နေရာကအာဒန်စ်ဆိုတဲ့နေရာအဲ့နေရာကတော့အုပ်ကြီးကျွမ်းကျင်သူတွေကပြောကြတယ်အဲ့ဒီတော့ကြီးကိုတော့ရန်သူကဖျက်လာနိုင်မှာမဟုတ်ဘူးတဲ့ ဒါနဲ့ပဲအဲ့ဒီနေရာကိုခြံထားလိုက်ရောဒါပေမဲ့ပြင်းတဲ့ရဲ့ကျဉ်ကျဉ်သူဆရာကြီးတွေရဲ့စကားတွေကိုဂျာမန်တွေကနားထောင်မနေဘူးအဲ့ဒီဂျာမန်စစ်တပ်ကြီးကအာတန်စတော့ကြီးကိုဖျက်ဖျက်ဝင်လာပြီးပြင်းတဲ့ကိုတိုင်ပြလိုက်ရောကျဉ်ကျဉ်သူတွေမှာခဲ့ကြတာတမိန်မှာတပုံကြီးရဲ့ကျွန်တော် BNB agency မှာ အလုံးလုံးတုန်းကယောက်ျားအိမ်သားအဝမှာခေါင်းတုံရောက်တဲ့ဆက်တစ်ခုရှိတယ်အဲ့ဒီဆက်မှာတစိုက်ကတ်ထားတယ် ြစ်တိုင်အစင်မီစံချိန်အမှတ်1148အတိုင်းအေးအသွေးစမ်းစိတ်ထုတ်လုပ်ပါသည်တဲ့အဲ့ဒီတစိုက်အောင်မှာတရားရောက်ကလက်စော်ပြီးရေးသွားတဲ့စာတစ်ကြောင်ရှိတယ်။တတိုင်းနဲ့တင်ပေါ်လဲအဲ့ဒီစံချိန်နဲ့စစ်ခဲ့တာပဲတဲ့။စံချိန်သူတွေစကားကို လူတွေကနားထောင်နားထောင်ချင်းကြတာစမ်းတော့မစမ်းဘူး။တခုခုပြင်လိုက်ရင် ကိုတော်ဝင်စရာလို့တော့ဘူးကို။စံချိန်သူတွေပြောလို့လောက်တာဆိုပြီးလွှဲချလိုက်ရောပဲလေ။အကြောင်းပြလို့ကောင်းမှကောင်း ဒါပေမဲ့ခဏလေးအချိန်စဉ်းစားကြည့်ပါ။ဘယ်နဲ့ဘယ်ကိုပဲကြည့်ကြည့်တစ်ဖက်ကန်ခတ်ကြံ့ကျင်သူသူတွေရှိကြသလိုသုံးစားမြအောင်ညံ့ဖြစ်တဲ့သူတွေလည်းရှိနေတယ်။ကားပြင်စရာ၊ပိတ်ပြင်စရာ၊အမှုပညာသမားရှင့်နေဆရာဝန်စသဖြင့်အလုံးမှာတော်တဲ့သူလည်းရှိတယ်၊ညံ့တဲ့သူလည်းရှိမယ်။အတိအမှန်ပြုလက်မှတ်တွေထောက်ခံစာတွေရှိနေရုံနဲ့အစအစအရာရာယုံကြည်စိတ်ချလိုက်လို့မရသေးဘူး။ ချင်းချင်းတို့အစင်ရလို့မျက်စိမိုက်အားကိုးလို့မရဘူး။ဒါဆိုရင်ဘသူစကားနားထောင်ရမလဲ။ဘသူကိုနားထောင်သင့်တယ်လဲဆိုတာကို အရင်ရွေးချယ်ဖို့ကကျွန်တော်တို့တာဝန်ဖြစ်လာတယ်။အဲ့ဒီတာဝန်ကိုယူဖို့လိုတယ်။အဲ့ဒီအချက်အလက်မှားတွေ၊ဗျူဟာအမှားတွေ၊လောက်ပေါကိန်ဖက်အလွဲတွေ၊ဆရာဆိုးတွေကိုအားကိုးမိလို့ကြာရှုံးရင် ကျွန်တော်တို့မှသာအပြည့်ရှိတယ်။ဒါတွေအားလုံးကကိုယ်ရွေးထားတာကို သူတို့ပြောတာနားထောင်ဖို့ကိုကဆုံးဖြတ်ခဲ့တာကိုနောက်ဆုံးမှဖြစ်သည်မကိုပဲခံရတာကျွန်တော်ဦးလေးကိုပဲကြည့်အန်တရားခြေရဇာလန်တစ်ခုမှကျွန်တော်ပြောခဲ့ပူပါတယ်ကျွန်တော်အမျိုးသမီးကတရုတ်လူမျိုးတာအိုဘာတာဝင် အကြအမြင်ရသူဆိုတာကိုတာအိုဘာတာဝင်နေကြကြပြန့်ပြန့်လက်ခံကြတယ်ကျွန်တော်ကအရှေ့လန်ဒန်သားဒါတော့အဲ့ဒါမျိုးတွေကိုမယုံဘူးအယူတီးကြတယ်လို့ပဲမှတ်ယူတယ် ကျွန်တော်အမျိုးသမီးကေတီနဲ့ကျွန်တော်နဲ့ချက်ခါစားအချိန်ပေါ့ကေတီကမေးတယ်အကြမ်းမြင်ဆရာမတယောက်ရှိတယ်မေးကြည့်မလားတဲ့ကျွန်တော်မှတစ်သက်လုံးဆွဲလာတဲ့ဘောင်းမမှုချက်ချင်းကိုအသက်ဝင်လာတယ်ဟာမမေးပါဘူးအထိပယ်မရှိတာတွေပေါ့ဒါပေမဲ့အဲ့လိုကြီးပါမှမသိခင်ဘူးခန့်ရင်းနေတာကိုလည်းကျွန်တော်ကမကြိုက်ဘူးအသက်အဆန်းတွေကိုစမ်းသက်ကြည့်မှဘဟုတုတ္တတွန်းလာမှာကျွန်တော်အတွက်တော့အကြမ်းအမြင်ဆိုတာ ပြင်းရရရတယ်လို့ပဲမျက်စိမိတ်ယုံတဲ့သူတွေအတွက်ပဲအသုံးဝင်နေလို့ထင်တယ်။ဒါပေမဲ့ကျွန်တော်ညင်းလိုက်ရင်အဲ့ဒီနဲ့ပဲအကြောင်းကိုဘာမှမသိလိုက်ပဲနေမှာပေါ့။သိအောင်ရင်စူးစမ်းပြီးမှ ဟုတ်သလားမဟုတ်ဘူးလား။ဘုဗ္ဗတာကိုဆုံးဖြတ်ခြင်းနဲ့။ဒါနဲ့တရက်မှာကေတီနဲ့ကျွန်တော်လိုက်သွားတယ်။အကြမ်းမြင်ဆရာမကြီးရောက်တော့ကျွန်တော်ထင်သားသလိုမဟုတ်ဘူး။ဖျောင်းနိုင်နေအမွေတွေနဲ့အိမ်မွေချဒီလုံးနေမရှိဘူး။အကြမ်းမြင်ဆရာမက ကနေဒါမှာနေဘူးတဲ့နန်စီဆိုတဲ့အသက်အကြီးကြီးအမျိုးသမီးကျွန်တော်တို့အခန်းထဲမှာထိုင်လိုက်ကြတယ်ရင်းနှီးချင်းတောက်ရင်စကားပြောဖြစ်ကြတယ်နန်စီကမေးတယ်တခြားဘဝကိုရောက်သားပြီဖြစ်တဲ့လူနှုတ်ဦးကိုအာယုံရနေတယ်တယောက်ကရဲ့အရာရှိကလေးတယောက်ကလေးလေးတယောက်သူ့ပုံပေါ်မှာထိုင်နေတယ်ဂျွန်ဂျင်းစ်ပြီးတော့အမလီယာဒီနာမီတွေကိုနင်ဒီနာမီတွေကိုနင်တည်လာတဲ့ ကျွန်တော်ဘာပြောပြရမှန်းမသိဘူးအခုမရှိရှာတော့ဘူးဖြစ်တဲ့ကျွန်တော်အဖေက သူ့တသက်လုံးမှာရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်သွားတာကေတီကဒါကိုသိလို့များနန်စီကိုကြိုပြောထားသလားဒါပေမဲ့ကျွန်တော်အဖေကိုအလုံးကကြက်လိုပဲခေါ်ကြတာသူ့နာမည်အရင်ဖြစ်တဲ့ဂျွန်ဂျိန်းစ်ကိုမိသားစုဝင်တွေလောက်ပဲသိတာပြီးတော့ကျွန်တော်ညီမကိုဝင်ဆောင်နေချိန်မှာဦးအတက်ပေါက်တယ်ဝေးလာတဲ့ကလေးကလာမပြေဘူး ဆယ်ရက်လောက်ပဲနေရပြီးဆုံးသွားကြတယ်။အဲဒီဖလင်မလေးရဲ့နာမည်ကအမလီယာ။ဒါတွေကိုကျွန်တော်ဆွေမျိုးရင်းချာတွေပဲတည်တယ်။ဒီတော့ကျွန်တော်ဘာပြောရမှန်းမသိဘူးဖြစ်သွားတာပေါ့။ကျွန်တော်ထင်တာကမင်းဒီနေ့နေ့မှာဖီးရှင်ကြီးထွက်ရလိမ့်မယ်ဆို ဆိုတဲ့မတင်မချဟော့ဟော့စတန်မျိုးလေး။အခုတယောက်ပြောတာတွေကအတိအကျတွေ။ ဒီလိုအခြေအနေမျိုးမှာစိတ်ကိုဖွင့်ထားတာအကောင်းဆုံးပဲလို့ကျွန်တော်ထင်တယ်။ယုံကြည်သူလည်းမဟုတ်ဘူးမယုံကြည်သူလည်းမဟုတ်ဘူးဘာမှမဆုံးဖြတ်သေးပဲဖြစ်လာမယ့်အခြေအနေတွေကိုစောင့်ကြည့်ဖို့ပဲကျွန်တော်စဉ်းစားတယ်။နောက်လာကြရင်နင့်ကုမ္ပဏီကို host stamping မိယာကနင့်တို့ကြော်ညာ agency ကိုအလုပ်လာအလိုက်မယ်တဲ့။မင်းဆရာမဒီတကားတော့မှားပြီခဲ့သည်။ host stamping ကြော်ညာက debit a boss agency နဲ့အမှား ငါတို့နဲ့အမကထရူမန်ဘစ်စတာမိရလေအိမ်ပြန်ရောက်တော့ခေတီကိုကျွန်တော်ပြန်ပြောလိုက်တယ်။နောက်တစ်လအကြာကျွန်တော်နဲ့ခေတီခီးထွက်နေတော့ဖုန်းထဲကိုမက်ဆေ့ချ်ဝင်လာတယ်။ All stamp ကကျောင်းညာလာအက်သွားတယ်။ marketing မစင်းလိုက်ရပဲတိတိအက်သွားတာလေ။ဘေးရင်အကြာအရင်ဆိုတာခမန်းတွက်ချက်ုံတက်တက်မဟုတ်ပဲ။ခမန်းတွက်ချက်ုံတက်တက်ပဲမဟုတ်ဘူးလား။ဘယ်လိုဖြစ်လို့အတိအကျတွေမှန်နေတာလဲ။ နောက်တစ်နှစ်လောက်ကြာတော့နန်စီကထပ်ပြောပြန်တယ်။နင်တို့ကလေးမျိုးရမှာနေမိမကအသက်30ခုမှာမိန်းကလေးနှစ်ယောက်မိန်းကလေးတစ်ယောက်ရမယ်။39နှစ်ကျရင်ယောက်ျားလေးတစ်ယောက်ထပ်ရမယ်တဲ့။ကျွန်တော်စိတ်ညစ်သွားတယ်။အဲ့လောက်အကြာကြီးစောင့်ရမှာစောင့်မှကလေးရမှာဆိုတော့စိတ်ထဲမကောင်းဘူး။ကေတီနဲ့ကျွန်တော်ကလေးရဖို့ကြိုးစားတယ်မအောင်မြင်ဘူး။နှစ်တည်ကြာသွားတယ်။ကေတီ38နှစ်ပြည့်တော့မှကိုဝင်ရရော။ဒါပေမဲ့ကိုဝင်ကပြတ်ကျသွားတယ်။ ကျွန်တော်စိတ်ဆိုးတာပေါ့။ဘာအားမြင်လဲအလကားတွေ။ဒါပေမဲ့အေတီကိုဝန်ထမ်းရပြန်တယ်။သူ့အသက်38နှစ်မပြည့်ခင်လေးမှာပဲကျွန်တော်တို့ရဲ့ပြမအူဆုံးသော သမီးလေးမွေးတယ်။အေတီအသက်40မပြည့်ခင်လေးမှာပဲသားလေးကိုထမ်းမွေးတယ်။ကဲဒီတော့အားမြင်ဆိုတာကိုဘယ်လိုမြင်ရမလဲ။စိတ်အပေါ်မှာပဲမူတည်ပါတယ်။ယုံကြည်ဖို့ရနီးလန်းရှာနေရင်တော့ယုံကြည်မှာပဲ။ မယုံမယုံဖို့ပဲအကြောင်းရှာနေရင်မယုံတော့ကိုစိတ်ကိုဖွင့်ထားတာသာအကောင်းဆုံးပါတန်တရားစိတ်နဲ့ဘုခန်ညင်းနဲ့စိတ်တက်ကမတူပါဘူးတန်တရားစိတ်ဆိုတာတက်တည်မပြနိုင်ရင်မယုံလားတိယတန်စိတ်ကြတော့တက်တည်ပြနိုင်မယုံဘူးဆိုတာမျိုးအတတ်ပညာအသိပညာမှန်သမျှဟာတန်တရားစိတ်ပေါ်မှာအခြေကြည့်ပါတယ်ဘာမစုံဘုခန်ညင်းနေရင်တော့မောဟစိတ်တွေပဲညှာလာနိုင်မယ်ဟုတ်ကဲ့ပါရှင် ားဆင်ပြေခဲ့ကြတဲ့သူတို့တယောက်ချင်းစီကိုသူပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့မှာပြင်ဆက်ပေးမယ်အပိန်ဆက်တွေကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။